ဲဒီနေ့ကတော့ဟိုရောမျိုးသားတွေပေါ့နော်ဒီပန်းတွေပန်းညိုဖြစ်နိုင်တဲ့အကြောင်းရင်းလေးတွေပေါ့နော်ဒီအကြောင်းရင်းလေးတွေဘာကြောင့်ဖြစ်တာလဲဆိုတော့အကြောင်းရင်းကိုကျွန်တော် vindicate me ဆိုတဲ့စကားလုံးလေးနေပေါ့နော်ဒီအဲ့ဒါလေးနေအလွယ်မှတ်နီးပေါ့နော် vindicate vindicate ဆိုတာသူကအဲ့လိုမျိုး clear ပေါ့သူ something clear me ပေါ့နော်ဟောအဲအပြစ်လွတ်တယ်ဆိုတဲ့သဘောပါပဲ vindicate ဆိုတဲ့စကားလုံးက v ဆိုတာ vascular သွေးကြောနဲ့ဆိုင်တာဟိုမှာသွေးလွတ်သွေး flow နေသွားတယ် ွေးလို့ကြောတွေမာသွေးကြောလေးတွေမာသွားတယ်ဥပမာသွေးလို့ယောဂါလိုမျိုးအဲအောက်သွေးတက်တယ်ဆိုအဲမျိုးပြောတာလေသွေးကြောလေးတွေမာသွားတာမျိုးယောဂါတွေသွေးလို့ကလည်းဒီပန်းတိပန်းညိုဖြစ်နိုင်တဲ့အမှာ V I N VINDICATE vindicate ဆိုတာ VAT ပဲသူကသူကသူရဲ့ synonyms clear ပေါ့ကော vindicate ဆိုရဲအတုံးလေး vindicate me เนาะအဲအဲအဲစကလုံးလေးကဒီပန်းတိပန်းညိုယောဂါကို ဒါအလွယ်မှတ်တဲ့နီးပေါ့နော် V ဆိုတာ vascular သွေးကြောနဲ့ဆိုင်တာသွေးကြောတွေကျင်းသွားတာမျိုးသွေးကြောလေးတွေမာပြီးခဲသွားတာမျိုးသွေးလိုသွေးလိုသမားကြီးလေဒီပန်ဒီပန်မျိုးဖြစ်နိုင်နေပေါ့နော် I က infection ပိုးဝင်တာပေါ့နော် CJ ရောင်တာတို့နော် C လမ်းကြောင်းပိုးဝင်တာမျိုးတွေပေါ့နော်အဲ့ဒါနေဆက်မှာတော့ဒီမျိုးဒီဒီ sex နဲ့ပတ်သက်တဲ့ဒီ sexually transmitted disease ဆိုတာရှိတယ် syphilis လိုမျိုးတွေပေါ့နော်အဲ့ဒီအိတ်ကောင်တွေလည်းဒါဖြစ်နိုင်နေပေါ့နော်အဲ့ဒါတခြားကူရလိမ့်မယ်ပေါ့နော်နောက်ခု N N ကကြောင့် neurological ခိုင်းမိတာပေါ့ဒီကတော့ spinal cord ဒီနောက်ကျောကျောရိုးမာတွေဖြစ်တာပေါ့နော်ဒီနောက်စီးကျွန်းနဲ့ပတ်သက်ပြီးတော့ diabetic neuropathy အာရုံကျောထိတာမျိုးတွေမှာလည်းသူကပန်းဒီပန်းညိုဖြစ်နိုင်တယ်နောက်တစ်ခါ D အရေးကြီးတယ်ဈေးတွေပေါ့နော်ကျိုးဆေးတွေကပန်းဒီပန်းညိုဖြစ်ပါတယ်เนาะနောက် SSRI လို့ခေါ်တဲ့ဒီစိတ်ငြိမ်ဆေးတွေเนาะ beta blocker နှလုံးခုန်ချတဲ့ဆေးတွေအရက်တွေဒါအရက်လွန်ကျွန်တောက်ရင်ပေါ့เนาะနည်းနည်းတောက်ရင်ကောင်းတယ် flow ကောင်းတယ်မြင်းများတောက်ရင်ကျသွားတယ် ထောင်းထားတယ်ပြီးတော့အဓိကဆက်လက်အများပြောတယ်ဆက်လက်ကပါတယ်ဒီထဲမှာထည့်ထားတယ်ဗောနော်ဒီနောက်တစ်ခု I I ကကြတော့ iatrogenic လို့ခေါ်တာခိုင်းမိရင်နဲ့ခွဲစိတ်ရင်နဲ့ဖြစ်တာမျိုးတွေခွဲစိတ်တာမျိုးတွေနောက်တစ်ခုကကန်ဆာမှာလက်ခံလိုက်တာမျိုးတွေဗောနော်အဲ့လိုမျိုးတွေမှာလဲတော့အဲ့ဒီဒီဒီအာယုံကြောတွေထိသွားနိုင်တယ်ဗောဒီဒီဒီမြို့ပွားအင်္ဂါကိုထိသွားနိုင်လို့လည်းဖြစ်နိုင်တယ်ဗောနော်ဒီဒါကတော့ဒီစိတ်ကူရင်းနဲ့ထိနိုင်တာလေဒါကတော့မတက်နိုင်ဘူးလေဟိုအသက်အကဲတဲ့အချိန်မှာဒါကတော့ဖြစ်သွားနိုင်နေပေါ့နော်အင်းနောက်တစ်ခုက C congenital ဆိုတာမွေးရပါဖြစ်တာ ငွေကြေးပါလာတာတချို့ကြတော့ဒီဟိုသူ့ရဲ့ဖွဲ့စည်းပုံမမှန်ဘူးမြို့သားအင်္ဂါမမှန်လို့ဒီပန်းတိမ်ပညွတ်ဖြစ်တယ်ဆိုတော့ဒါမွေးရပါတော့ရှားတော့ရှားတယ်ဒါမဲ့လည်း ကန်တရားပေါ့နော်နောက်ပြီးအော်ဒိုအင်မြူနော်အဲ့ဒါတော့ရှားတယ်သူကသွေးကြောရောင်တွေရောတာဘတ်စကူလိုက်တိလို့ခေါ်တယ်အဲ့မှာသွေးကြောတွေ flow နှေးသွားရင်လည်းသူကဒါပန်တီပန်ညွဖြစ်နိုင်တယ်ရှိတော့ရှိတယ်ရှားတယ်ပေါ့နော်အော်ဒိုအင်မြူနောက်တစ်ခါ D ကကြတော့ခိုင်းမိတာပေါ့အဲဒါတွေဖြစ်နိုင်တာပေါ့ဥမာနော်ဆိုင်ကယ်တိုက်မိတယ်ကားတိုက်မိတယ်ပေါ့နော်ဒီ accident တစ်ခုဖြစ်သွားတယ်ဆိုရင်အောက်ပိုင်းတွေထိသွားတယ်ဒီဒီဒီစီးကုန်းတွေထိသွားတယ်ဘာညာဆိုရင်တော့ထိနိုင်တယ်ဖြစ်နိုင်တာပေါ့နော်နောက်က ear endocrine စီဂျိုเนาะအများကြီးပြောစီဂျိုเนาะအဲ့ဒါစီဂျို thyroid